ဆရာတို့တနေ့နေ့ညပွဲစဉ်တွေအတွက်လည်းရွေးချယ်ပေးအောင်ယူကရိန်းအောင်ရှေ့ပွဲပွဲတွေမှာကျွန်တော်တို့လည်းဒုက္ခပေးသွားတာလေးရှိဟုတ်ဒီဒီချိန်မှာတော့ပြန်ပြီးတော့ပုံမလားပါဗျာကျွန်တော်အဲ့လိုလေးစဉ်းစားအခုဂျက်ကြီးမူရဆိုရင်မသိလူသားအနေနဲ့ချက်တစ်ပွဲအောင်ရင်လို့ရှိရင်ဘယ်ကြီးအောင်မရှုံးနေဖြစ်တဲ့နိုင်နေဖြစ်တဲ့ခဏပေးမိတာကသူကကာတန်နဲ့ပွဲတွေမှာအခုအနိုင်သုံးမှတ်အပြည့်ဝရှိသွား ကဲဆရာတို့ရေတင်းနာလေးညပွဲစဉ်တွေအတွက်လည်းရွေးချယ်ပေးအောင်တင်းနာညပွဲစဉ်တွေကလည်းများပါအရှစ်ပွဲတော့ရှိတယ်ကဘာဘာချီစီပွဲတွေနော်အဲရှစ်ပွဲတော့မှမှကျွန်တော်တို့ကဟိုဂျိုက်ကွေးဒီမှာလုပ်ပြီးကျွန်တော်တို့တင်တဲ့အခါကျတော့တချို့ပွဲတွေကကျတော့ဟိုကန်နေတဲ့ကန်ခဲ့တဲ့အနေအထားတွေရှိတယ်အဲကန်ခဲ့တဲ့နေရာမှာကျွန်တော်တို့တုံးသက်ခဲ့ကြသလိုပဲအောင်မြင်ခဲ့မယ်လို့လည်းထင်ပါတယ်နော်ဒီတင်းနာညပွဲစဉ်တွေကိုတော့ကျွန်တော်တို့လည်းကြိုခံမှန်းရတယ်လို့ဖြစ်တာပေါ့နော်အဲ့လိုဒီ ဖြစ်တယ်ခင်ဗျာစိတ်ကြိုက်အဲ့တော့တယောက်ကိုစိတ်ကြိုက်တပွဲစီတော့ပဲကျွန်တော်တို့ဒါပရိသတ်တွေအကျိုးမျက်ရှိနိုင်မဲ့ဟာလေးတွေပေါ့နော် အားလေးကိုကျွန်တော်တို့ဒီအာရှအဓိကတော့ဗျာကျွန်တော်တို့ကတော့အာရှဒီလိုအနေထားမျိုးကြတော့အာရှကြီးအနေထားကိုပဲအဓိကမူတည်ပြီးတော့ ဟိုရွေးချယ်တုံ့တက်ရတာပုံများမှာပေါ့နော်။ဒါကြောင့်လဲဆိုတော့ပြီးတော့နောက်တစ်ချက်ကကျွန်တော်ပြောချင်တာကအာရှဈေးအနေထားဆိုတာလည်းဟိုအပြောင်းလဲတွေကအရန်များတယ်ဗျ။အရန်များနိုင်ငံဘွဲတွေပူဆိုးတယ်ဒါပြည်သက်တွေလည်းတိမှာပါ။နိုင်ငံဘွဲတွေပူဆိုးတယ်ဟိုကြေးတွေလည်းအများကြီးပဲ။ဟုတ်ကဲ့။ကျောင်းတော့လည်းတော့တော့ပြောပါ။အလောက်ကြီးဟာလို့ဟာမျိုးဖြစ်သွားတာတွေရှိတဲ့အခါကျတော့ကျွန်တော်တို့ကတော့လက်ရှိကျွန်တော်တို့လုပ်နေတဲ့ဟိုကြေးတုံ့တက်နေတဲ့အချိန်မှာထွက်နေတဲ့ကြေးအရာပဲကျွန်တော်တို့ပြောရတာပေါ့။ဒါပေမဲ့အများကြီးတော့အရန်ကြီးတော့ဟိုပြောင်းပြန်ချိုးကြီးတော့ကြာသွားတဲ့ ဟိုဘယ်လိုကျသွားတာမဟုတ်ဘောင်းနဲ့အချိုးကြီးပြောင်းလဲသွားတာမျိုးတော့ကြီးရတော့တိတ်တော့မရှိဘူးဒါမှမဟုတ်ရှားတော့ရှားပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဟိုဇီရိုပိုင်းတိုင်းတွေကိုရိုးရိုးဆောင်ပါအဲ့ဖြစ်မှာအဲ့တော့ကျွန်တော်တို့ကလည်းဘာဖြစ်လဲကျွန်တော်တို့ရဲ့တာဝန်ရှိသူတို့အတိုင်းပဲတင်းလာနေညအတွက်ကိုကျွန်တော်တို့စိတ်ကြိုက်တယောက်တပွဲစီကိုကျွန်တော်တို့ထုတ်ပါမယ်အရင်ဆုံးဆရာကျော် ကျွန်တော်ကတော့ဒီအပွဲမှာယူကရိန်းခြိုက်နေပြီဟုတ်ကဲ့ယူကရိန်းကတော့ဂျာကူကွင်းမှာကန်ရမှာဆိုပေမဲ့ဇာဘိုင်ဂျန်တို့အသွင်းပြိုးမှာသူမနိုင်ရဲ့သူကမျောလင်းချက်တွေကပြတ်သုံးလူနီးပါးလောက်သူဘယ်လိုပြောရမလဲတော်တော်လေးကိုရုန်းကန်သွားရမယ်အခြေအနေဖြစ်သွားမယ်ပွဲတွေကလည်းနီးကပ်လာပြီအိုးစုဆင်မနော်26ကမ္ဘာဖလားဆိုတော့ကလာမယ့်နှစ်တွေမှာ26ကမ္ဘာဖလားကလာတော့ကျွန်တော်တို့ဘလုံးဥရောပလိရာတွေပြီးတာနဲ့ လဲတော့ဗျာဟို playoff အဆင့်လောက်ကိုကစားနိုင်ဖို့တော့အစားပိုင်းရန်လို့အသင်းမျိုးကိုအိမ်ဝင်းလို့ပဲပြောသည်ဖြစ်စေမပြောသည်ဖြစ်စေဒါပဲဒီလိုကြောင်ကွင်းမှာပဲသူတို့ကန်ရမယ်ဆိုတော့အဲ့ကွင်းမှာပဲသူတို့လေ့ကျင့်ရေးဆင်းရတာပဲကန့်ဝင်ရမယ်လေ့ကျင့်ရေးဆင်းရမယ်ကစားအောင်ဆိုတော့အစားပိုင်းရန်ဆိုတော့ဗျာဘာပဲဘောလုံးဆင်တတ်မှလည်းနင်းကြတယ် 我看这，我我看这翻译完，搞嘛么？你不要说看这贝克斯通，啊，如果要话写玻玻璃嘛，就那路人家都看不到那里是，啊，你你你往那边比较高么啦？我讲就那二楼的身上，如果你讲你不要嘛，我讲边比较窄哦，那里面，哦，边比较不要那个脚比那里面，个啥你的都也。 ကောင်းဆုံးပုံစံကိုပြသလာလိမ့်မယ်လို့တော့မြင်ပြီးတော့သင်းအနေထားပြောင်းလဲမှုတွေကိုလည်းကြည့်ရမယ်ဆိုတော့နှလုံး30နိုင်ဘူးနော်လည်းတော့ပြောင်းပြောင်း30လောက်ကတော့တေချာနေတယ်လို့တော့မြင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဆရာရဲ့အနေနဲ့ရောကျွန်တော်တို့ပွဲစဉ်ကောင်းများသွားတယ်ကျွန်တော်တို့ရွေးချယ်ရမှာဗျာမတက်နိုင်ဘူးဆရာရဲ့အကြိုက်လေးကျွန်တော်ကဒီပွဲစဉ်မှာလည်းတောက်ချာများမှာပြန်တည်မယ်ဆိုရင်တောက်ချာများတယ်မှာဒီ consistent လည်းနိုင်မှာပဲဒါပေမဲ့မက်ဒီโดနီးယားကဗယ်ဂျီယံနဲ့ကစားမှာပေါ့ဒီအနေထားတစ်ခုမှာဟုတ်ကဲ့ ဟိုတောက်ကြံလေးမှာကတားမယ်ပြီးတော့ဒီအုပ်စုမှာပြန်ပြင်မယ်ဆိုရင်ဒီကာဆယ်ချန်နယ်ပြင်မယ်ကျွန်တော်အခုပြောမယ်ပွဲတင်ကမတိဒိုနီးယားနဲ့ကာဆယ်တန်ပေါ့နော်ဟုတ်ကဲ့ဆိုတော့နှစ်သင်းလုံးကဈာန်မှလာပြီးနိုင်နိုင်ရင်ကျိုးဟိုပြောမယ်ဆိုရင်ကျွန်တော်မတိဒိုနီးယားကဘယ်ဒီယန်နဲ့ဒီမှာဒွေကူမှာတော့မဟုတ်ဘူးဒါပေမဲ့ကာပင်စတန်နဲ့ဝယ်ဒီမှာသူကအနိုင်ဆိုတာအဲ့တော့လက်ရှိအခုဂျက်တီမူရဆိုရင်မတိလူသမီးအနေနဲ့ချစ်တဲ့ဘက်အောင်ရင်ချင်း ဘယ်ကြီးအောင်ရှုံးနေဖြစ်တဲ့90ဒီဖြစ်တယ်ခဏပေးမိတာ तू ကာဇယ်တန်တဲ့ကွဲတယ်မှာ तू အနိုင်သုံးမှတ်အပြည့်ဝချူပါအဲ့လက်ရှိသေးရဆိုရင်နည်းနည်းလေးမာတာတက်ကိုထားတယ်ကျွန်တော်ကအဲ့ဒီတောက်ရနေပွဲတင်မှာအပြီးမှပြင်ပြရအနေငယ်အကြောင်းလေးတော့ဖြစ်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဘလို့ပဲဖြစ်ဖြစ်အနိုင်ကစားမဲ့ဒီမြောက်မဆီဘူးနီးယားပေါ်ကိုခုပြီးတော့ကြိုက်ဟုတ်ကဲ့မက်ဆီဒိုနီးယားကိုဟိုကာဇာစတန်ပွဲကိုမက်ဆီဒိုနီးယားကိုဆရာကြီးကတော်တော်ကြာတော့လက်ရှိအုပ်စုနေထားရတယ်ပြောနေကြမရှိဘူးဟုတ် ော့ကျွန်တော်မစီကူညှော်လင်းချက်အပြည့်အဝရှိနေတယ်မစီကူနေရောက်တိုင်ဟုတ်ကဲ့ပိတ်တယ်များစိတ်ကြိုက်နှစ်ခွက်ရသွားပါပြီတခွက်ကကာဇက်စတန်နဲ့မစီဒိုနီးယားမှာမစီဒိုနီးယားကိုရသွားတယ်တခွက်ကယူကရိန်းတခွက်ရပါပြီကျွန်တော်မောင်တန်တခွက်ပြောပါမယ်ဆလိုဗေးနီးယားနဲ့ဆွစ်ဇာလန်ပွဲဝဲပါကျွန်တော်တို့ဒီတနေ့လာညကံမဲ့ခါမှာကျွန်တော်ကတော့ဆွစ်ဇာလန်ကိုသဘောကျပါတယ်ဆလိုဗေးနီးယားဒီပွဲစဉ်ကဒါဘာပဲပြောခံစစ်အားပြုပြီးကစားရမယ်အစကအရာပြန်ကြည့်တိုက်စစ်ပိုင်းအရာဆွစ်ဇာလန်ကအများကြီးတာနေတာတွေ့ရတယ်တွေ့ရတယ်တွေ့ပြီးတော့ဆွစ်ဇာလန်ရဲ့ဒီ1အပေါင်း80အခု ကျွန်တော်ပြောနေတဲ့အချိန်မှာထွက်နေတဲ့ဝင်ရိုးက0.5နဲ့မြန်မာဈေးတန်း1.80မှာဆစ်ဆလန်ရဲ့ကြီးအောင်နိုင်ကြီးက55.6လောက်ရှိနေပါတယ်အဲ့တော့ကျွန်တော်ကတော့ပြည်တည်အတွက်ဆစ်ဆလန်ကိုဘော်ဒီကိုရွေးချယ်ပေးပါတယ်အားလုံးပဲအောင်မြင်ကြပါစေ